အမှန်တိုင်းစစ်တပ်၏စစ်တပ်လေဒီကြောင့်သုံးပန်လာရမှပြည်သူသုံးဦးကအသက်ဆုံးရှုံးရစကိုင်းဤပဲ9ရက်နေ့စကိုင်းတိုင်းချောင်းမြို့နယ်သုံးပန်ကကျွော်ကိုအမှန်တိုင်းစစ်တပ်ကစစ်တပ်လေဒီနဲ့ရမန်နေညပိုင်းမှာတိုက်ခိုက်သွားတယ်လို့ချောင်း revolution ကရမန်နေညပိုင်းတွင်သတင်းထုတ်ပြန်ထားပါတယ်ချောင်းဘက်ကဖအတော်ဝင်ရှိသူတို့ဦးက ဒဏ်ရာရပြည်သူတွေကိုကယ်နေတော့ပြအသက်ဆုံးရှုံးရတဲ့လူတွေရှိတယ်လို့ Republic of Thailand ဌာနကပြောပါတယ်။ဂျမန်နီဧပြီလ6ရက်နေ့ည7:00နာရီခွဲခန့်တွင်အာဏာသိမ်းစစ်အုပ်စုက74မိဖြစ်ချောင်းမြို့နယ်မှာ3မှန်ဟကျွာကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူငြိမ်းတလုံးကနှီးလောင်ပျက်စီးခဲ့ရပါတယ်။ဒေသခံတို့ကချောင်းနယ်ကိုစစောကပဲပါရာမော်တော်နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာ။ တုံးမှန်လားခေါ်အနေယူပါကမိအောင်ဘုံကျေချသွားတာပါလို့ review ကတရင်ထဏာကိုပြောပါတယ်အာနာသိစေအုစုကတုံးမှန်လားကျေရဘူးမိလောင်ဘုံကျေချခဲ့တာကြောင့်အသက်60အရွယ်အမျိုးသားတဦးအသက်60အရွယ်အမျိုးသမီးတဦးနဲ့အသက်50ကျော်အရွယ်အမျိုးသမီးတဦးတို့ကတည်ဆုံခဲ့ရပြီးပြည်သူတဦးကရှောက်ဖြတ်ရမှာဖြစ်တယ်လို့ဒေသခံတဦးကပြောဆိုပါတယ်အဆိုပါမိလောင်ပျက်စီးသည့်နေအိမ်မှာအသက်60ဝန်းကျင်မှာတော့3ဦးက သဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း Chang Revolution ကထုတ်ပြန်ထားပါတယ်အလို့သမားခွင့်ရေးချိုးပေါက်ခံရမှုများရှိပါကအဆက်အသွယ်ပေးပို့နိုင်ပါသည်မင်္ဂလာပါရှင်တမရတော်များအနေနဲ့အာနာသိန်းစစ်တပ်ထံမှတာဝန်ထမ်းဆောင်လို့တော့ပဲပြည်သူ့ရင်ခွင်ကိုခိုးလုံလို့ပါကကျမတို့ရဲ့မမေ့ရင်ခွင် Mother Embrace Foundation ကနေជួយဆိုပါရရှင် ကျမတို့ဖွဲ့အနေနဲ့ပြည်သူ့ဘက်ကိုခုံလုံလာတဲ့တမတော်သားတိုင်းကိုအနိုင်ဆုံးအသက်ရှင်သန်ခွင့်အတွက်အားမခံကြပေးပါရရှင်။ဒေသိတ်ဆက်သွယ်လိုပါက Facebook ဆောင်မျက်နှာဖြစ်တဲ့ Mother and Brace Foundation နဲ့ Viber နံပါတ်ဖြစ်တဲ့ +669 450 2770 7နဲ့ Signal နံပါတ်တွေဖြစ်တဲ့ +669 450 2770 7နဲ့ +669 468 93570ကိုဆက်သွင်းနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။